ကဲအခုလိုမျိုးကြားမရင်မကောက်ပဲခေါင်းမူးနေပြီဆိုရင်ဘယ်လိုလုပ်ရမလဲဆိုတာကိုဒီနေ့ပြီးတော့ပြောပြပေးပါမယ်အကြလာရေး तू ကအဲ့ဒီပြီးလို့မရတဲ့အထီးပါဖြေတတ်တယ်ပေါ့နော်အဲ့ဒါကိုကူတာလို့ရတဲ့နီလာအတော့ခုရှိတယ်ပေါ့အပထမဆုံးတစ်ခုကကျတော့ဆေးဆိုင်ကိုတွားပြီးကူတာလို့ရတဲ့နီလာပေါ့အဒုတိယတစ်ခုကကျတော့တငံကြီးလေးကိုကူခိုင်းလို့ရတဲ့နီလာပေါ့တတိယတစ်ခုကကျတော့ကိုကသူများကိုကူတာပေးတဲ့နီလာပေါ့ပထမဆုံးတစ်ခုကကျတော့ကျွန်တော်ပြဟားဟာလေးထဲဝေပြီးတော့အဲ့ဒီအထဲကိုရောက်ပြီးဆိုရင်ဒီမှာ ကျွန်တော်ဖြင်းနေတဲ့ကြားမရည်အရာအဒီတခုပေါ်နေလိမ့်မယ်အဲ့ဒီပေါ်နေတဲ့ဟာတွေကိုနေပြီးတော့အထဲကိုဝေလိုက်ပေါ့ဝေပြီးပြီးဆိုရင်ဒီမှာဆိုရင်အကြောင်းလေးအများကြီးရှိတယ်ဗျာပထမဆုံးအကြောင်းလေးကိုရွေးပြီးတော့အဒီကျွန်တော်ဆေးဆိုင်စီရကိုသူကညောပေးလိမ့်မယ်အဲ့ကျွန်တော်ဆေးဆိုင်စီရစီကိုသွားပြီးတော့ဆေးဆိုင်ကိုရောက်ပြီးဆိုရင်အဲ့ဒီဆေးဆရာမလေးနဲ့စကားလေးပါလီပြောလိုက်ပေါ့အပေါ်ဆုံးကြောက်ဘယ်ရွေးပေးလိုက်အဲ့ရွေးပြီးပြီးဆိုရင်သူကအဒီကြားမရည်ကုသပေးလိမ့်မယ်ကုသတဲ့အခါမှာဆိုရင်သူကရာတောင်းတောင်းလိမ့်မယ်အဲ့ဒီရာတောင်းကိုကျွန်တော်တို့က အဲ့ဒီပိတ်လိုက်ပေါ့ဒါဆိုရင်သူကကြားမကြီးကောက်သွားလိမ့်မယ်ဒုတိယတစ်ခုကကြာတော့တငငယ်ခြေသေးကိုကူးတက်ခိုင်းလို့ရရနေလာပေါ့အဲ့ဒီခူနာကလူမျိုးကဝေပြီးတော့အဲ့ဒီကျွန်တော်တို့ကဒုတိယအကြောင်းကိုရွေးပေးရမှာအထက်မှာဆိုရင်ဒီဂလူလို့အဲ့ဒီ channel လို့ဘာလို့ရှိတော့ပေါ့အဘေးမှာဆိုရင်တငငယ်ခြေလို့ရှိတော့ပေါ့ ကျွန်တော်တို့ကအဒီတငကြေးမရှိဘူးဆိုရင်ကျွန်တော်လွယ်ကောမဆဲကိုဝေပြီးတော့အနီးဆိုင်ရလူတွေကိုကူညီတောက်လို့ရတာပေါ့အာဒီမှာဆိုရင်ကျွန်တော်အကောလုံးကိုကူညီတောက်လိုက်ပေါ့ကူညီချေရဲ့လူတွေကကျတော့ဝေလာနိုင်မယ်ဗျာအာသူဝေလာပြီဆိုရင်ကျွန်တော်ကလက်ခံလိုက်ပေါ့အာသူရောင်းလာပြီဆိုရင်သူ့ရဲ့ဘေးမှာနေနေပေါ့အဲ့ဒီသူ့ရဲ့ဘေးမှာနေနေပြီဆိုရင်အခုလိုမျိုးစာပေါ်လာနိုင်မယ်ဒါဆိုရင်ကျွန်တော်ကလက်ခံပေးလိုက်ပေါ့အာပြီးတော့ကျွန်တော်ကဘာမှလုပ်စရာမလိုဘူးသူ့ဘာသာသူအဲ့ဒီကုသပေးသွားနိုင်မယ် တတရားတစ်ခုအားကြတော့ကျွန်တော်မှချိတ်ဆိုးစရာတငငချင်းမရှိဘူးပေါ့အဲဒါကြောင့်မို့ကျွန်တော်ကလူတွေစီးနေတဲ့ water ကိုသွားပြီးတော့အဒီအကူကြီးလိုက်ပေးတော့ပေါ့လူတယောက်ကအဒီကျမ်းမကြီးဖြစ်မဖြစ်ကအဒီကျွန်တော်အာယုခံစနေကိုတုပ်ပြီးတော့အဒီစားလို့လည်းရတယ်ပေါ့အဲသူစီကိုရောက်ပြီဆိုရင်သူ့နေပြီးတော့ဒီမှာဆိုရင်ကုသချေဆိုရဲစားသားလေးရှိတယ်ပေါ့အဲဒါကိုနေလိုက်ရင်သူလက်ခံမဲ့အခြေကိုဆောက်ရတာဗျာအဲသူလက်ခံလိုက်ပြီဆိုရင်ကျွန်တော်ကသူ့ကုသပေးရုပ်ပဲအဲဒီမှာဆိုရင်သူဖြစ်တဲ့ယောဂကိုရွေးခိုင်းကျွန်တော်ကစတလေးကိုနေပေးလိုက်အာပီပီဆိုရင်ဒီမှာကျွန်တော်ကအဒီဆောက်ပြေးပေးလိုက်ပေါ့သူလွယ်သွားတဲ့အဲဒါကြတော့အဲဒီနီလန်ကကြတော့သူမြ ားကိုကုသပေးရနီလာပေါ့